အခုတော့သူထပ်မထုတ်ရှမ်းဖို့တော့မရှိတော့ပါဘူးသို့တော်လည်းပဲ follow up လုပ်တဲ့ငလျင်ငယ်လေးတော့လှုပ်ပါတယ်ကျွန်တော်အခုတကယ်ငလျင်အဓိကဘိုးချက်လှုပ်ခဲ့တဲ့မန္တလေးမြို့ကိုကျွန်တော်ရောက်နေပါတယ်အသေးဆုံးတဲ့သူလက်ရှိပေါ့1200ယောက်ရှိပါတယ်ဒဏ်ရာရတာလည်း1400လောက်ရှိပါတယ်ပျောက်တဲ့လူတွေတော့ရှိနေပါသေးတယ်အဲ့တိတ်တိတ်ကြားထဲမှာပြိနေတဲ့လူတွေပျောက်နေတဲ့လူတွေတော့ကြံပါသေးတယ်ဒါလည်းကျွန်တော်တို့ စက်တင်းလုံကားတွေဥစပြီးလုံနေပါတယ်ဒီတွေပုံနိုင်ဖို့ဓာတ်လာတော့များပါတယ်ဖြစ်များဆုံးကတော့ခြေရှိကျွန်တော်ရောက်နေတဲ့နေရာမှာဖြစ်များဆုံးဖြစ်ပါတယ်ဆိုတော့ရဲ့အခုလိုအာပိစကားပြောတာရယ်နော်ကျွန်တော်တည်င်းဌာနတွေမှာလည်းဆူရိုဘက်ကနေပြီးတော့ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေတဲ့ကျွန်တော်အများကြီးအားရှိပါတယ်ကျွန်တော်တို့ပြန်လဲကယ်ဆယ်လုပ်ငန်းမယ်အခုအဓိကထားပြီးလုပ်နေပါပြီရန်ကုန်နဲ့နေပြည်တော်နေပြည်တော်နဲ့မန္တလေးဆက်သွယ်လမ်းတွေလည်းဟိုပြတ်နေတာရှိပါတယ်လမ်းမဆက်သွယ်တွေပြတ်ထွက်တာတွေအခုကျွန်တော်ဟိုစပြီးလုပ်နေရပါတယ် အရင်နာအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ကယခုကဲ့သို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေများနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားပေးတဲ့အတွက်ကျေးဇူးတင်ရှိပါကြောင်းအစိုးရတို့အနေဖြင့်လက်ရှိကာလမှာခက်ခက်ခဲခဲရင်ဆိုင်ကြော်ဖြတ်နေရတာကို နားလည်သဘောပေါက်ပါကြောင်းမိမိတို့အိန္ဒိယနိုင်ငံမှာလည်း2000ခုနှစ်ကအလားတူပြင်းထန်တဲ့ငရင်လှုပ်ခတ်ခဲ့ပြီးထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရကြောင်း ဒါကြောင့်လက်ရှိကာလမှာလူအသက်များနဲ့ပိုင်ဆိုင်မှုများဆုံရှုံခဲ့ရတဲ့မြန်မာနိုင်ငံသားများအနေဖြင့်တကယ့်ကိုခက်ခဲတဲ့အခြေအနေကိုကြော်ဖြတ်နေရပြီးမိမိတို့အနေဖြင့်မြန်မာနိုင်ငံသားများနဲ့အတူတကွရှိနေပြီးအဆွေတော်တို့နဲ့အတူအခိုင်အမာရပ်တည်လျက်ရှိပါကြောင်း ဒီကနေ့မနက်ပိုင်းမှာအိန္ဒိယနိုင်ငံမှကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်ထားတဲ့လေယာဉ်ဟာမြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီဖြစ်ပြီးလာမယ့်ရက်များမှာလည်းမြန်မာနိုင်ငံဘက်မှလိုအပ်တဲ့ကူညီမှုများကိုဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းရခုကဲတို့ကုညီကယ်ဆယ်မှုများကို ဆောင်ရွက်ရမှာမိမိတို့နိုင်ငံမှာအသင့်စုဖွဲ့ထားရှိတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့များစေးအကူညီပေးရေးအဖွဲ့များကိုလည်းမြန်မာနိုင်ငံကိုစောလင်စွာဆေလွတ်ပေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဘက်မှလိုအပ်ချက်များကိုမိမိတို့ထံအတိပေးအကြောင်းကြား၍အိန္ဒိယနိုင်ငံအနေဖြင့်ဖြစ်နိုင်သမျှအကူအညီများအားလုံးကိုပေးအပ်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံအနေဖြင့်ရခိုကဲ့သို့အခက်အခဲများကိုဖြတ်ကျော်နေချိန်မှာအိန္ဒိယနိုင်ငံအနေဖြင့်မြန်မာနိုင်ငံနဲ့အတူတကွရှိနေတာကိုထပ်မံပြောကြားလိုကြောင်းအိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံနဲ့ညီရင်းအကိုနိုင်ငံများဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့လိုအပ်ချက်များကိုမိမိတို့အနေဖြင့်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အစွေတော်နိုင်ငံတော်စီမံဥချိုရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့မကြမီအချိန်ကာလအတွင်းတွဲဆောင်ဆွေးနွေးနိုင်ပြီဟုမျှော်လင့်ပါကြောင်းဖြင့်ပြောကြားပါရယ်။အဲဒီနောက်နိုင်ငံတော်စီမံဥချိုရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကရခုကဲ့သို့ကုညီဆောင်ရွက်ပေးမှုများနဲ့အားပေးမှုများအတွက်များစွာကျေးဇူးတင်ရှိပါကြောင်း မကြမီကာလာအတွင်းအဆွေတော်ဝန်ကြီးချုပ်နဲ့တွေ့ဆုံ၍နှစ်နိုင်ငံအကြားဆွေးနွေးရန်ကိစ္စရပ်များကိုဆွေးနွေးနိုင်မည်ဟုယုံကြည်ကြောင်းရခုကဲ့သို့အားပေးကူညီမှုများအတွက်ကျေးဇူးတင်ရှိတာကိုထပ်လောင်းပြောကြားလိုကြောင်းဖြင့်ပြောကြားခဲ့တယ်လို့တင်ပြရရှိပါရစေ။